မြန်မာနိုင်ငံသူနိုင်ငံသားအပေါင်းဘေးရန်ရဲ့အသွေးတွေကကင်းဝေးပြီးကိုယ်စိတ်နှစ်ပါးလုံခြုံအေးချမ်းကြပါစေလို့ PPTV အဖွဲ့သားတွေကဆုတောင်းမေတ္တာပို့သလိုက်ပါတယ်။အခုချိန်ကစပြီးတော့ PPTV သတင်းတွေကိုတင်ဆက်ပေးတော့မှာပါ။ကျွန်မစင်စင်ပါ။ဒီနေ့ဧပြီလ16ရက်မဟာတကြံအတက်နေ့ဗုဒ္ဓဘုနေ့အတွက်တင်ဆက်ပေးမယ့်သတင်းကောင်းစဉ်တွေကတော့ပြည်အောင်စွလွတ်တော်ကိုစားပြုကော်မတီကအမျိုးသားညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်း လင်းနှစ်မြောက်နေ့တို့တုံဝန်လာပေးပို့လိုက်တဲ့တဲ့ငလင်ဘေးတင်မြို့နယ်တွေမှာကြက်ငွေ2.28ဘီလီယံကျော်ထောက်ပံ့ထားတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဘီအန်ရဲ့ဆိုင်ရာဝန်ကြီးဌာနထုတ်ပြန်တဲ့တဲ့ဟာခါမျိုးရှိအကြမ်းဖက်စစ်ကောင်စီရဲ့ယူဟာ266မှပြည်သူစစ်3ဦးလက်နက်နဲ့တကွအလင်းဝင်ရောက်လာတဲ့တဲ့အကြမ်းဖက်စစ်တပ်ကအလာကပ်ကြေးရွာထဲမှာနေအိမ်12လုံးကိုအချောင်းမဲ့မီးရှို့ဖျက်ဆီးထားတဲ့တဲ့ အကြံဖတ်စစ်တပ်ကကြုံတိုးမြို့အနီးကကျေးရွာတွေကိုနှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့တဲ့။ကလေးကံကောလမ်းပိုင်းမှာရှိတဲ့အကြံဖတ်စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးလက်နက်ခဲယံအများအများသိမ်းဆည်းရရှိတဲ့တဲ့နဲ့ဒီကနေ့အတွက်မြန်မာနိုင်ငံတော်ကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆရာနာရှင်တော်လိုင်းရေးဆန္ဒပြလူလူတပိတ်တဲ့တဲ့တွေပဲဖြစ်ပါတယ်ရှင်။ပထမဆုံးတင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ပြည်အောင်စုလွတ်တော်ကိုစားပြုကော်မတီက မြန်မာညီညွတ်ရေးအစိုးရဖွဲ့စည်းတည်ထောင်ခြင်းလင်းနှစ်မြောက်နေ့သို့တုံ့ဝန်လာပေးပို့တဲ့တဲ့ရင်ပဲဖြစ်ပါတယ်ရှင်။ပြည်အောင်စွန့်လွတ်တော်ကိုစားပြုကော်မတီ CRPH ကဒီကနေ့ကြာရောက်တဲ့မြန်မာညီညွတ်ရေးအစိုးရအဖွဲ့ဖွဲ့စည်းတည်ထောင်ခြင်းလင်းနှစ်မြောက်နေ့သို့တုံ့ဝန်လာပေးပို့လိုက်ပါတယ်။ တဝန်လာထဲမှာအစိုးရနဲ့လွှတ်တော်ရဲ့ခိုင်မာသောပူးပေါင်းဆောင်ရွက်မှုနဲ့အပြည့်အလန်ထိန်းညှိဆောင်ရွက်မှုများကဆရာနာရှင်စနစ်အပိသက်ခြုံငင်းရေးနဲ့ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတွက်အရေးပါသောအခြေခံအုတ်မြစ်တစ်ခုဖြစ်ကပြည်သူ့ဆန္ဒကိုအခြေတည်သောနိုင်ငံတော်တစ်စီတို့အတူတကွရှောက်လန်းသွားနိုင်မှာကိုအပြည့်အဝယုံကြည်တယ်လို့ဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရအနေနဲ့သက်ဆိုင်ရာကဏ္ဍအသီးသီးမှာတိုင်းရင်းသားပြည်သူများတော်လှန်ရေးအင်အားစုများ မဟာမိတ်အင်အားစုများနဲ့လက်တွဲဆောင်ရွက်လျက်အသင်ကူပြောင်းရေးကာလအစိုးရတရရဲ့အနာဂတ်လုပ်ငန်းစဉ်များမှာလည်းဘုံဤမှန်းချက်တူညီသောတော်လိုင်းအင်အားစုများအားလုံးရဲ့တပေါင်းတစီတဲသောအင်အားဖြင့်တိုင်းဟင်းသားပြည်သူလူထုနဲ့ Federal Democracy ပြည်အောင်စုအတွက်ပုံမအားကောင်းခိုင်မာသောအစိုးရတရက်ပေါ်ထွန်းနိုင်ရေးဆက်လက်ကြိုးပမ်းဆောင်ရွက်သွားနိုင်ပါစေကြောင်းလည်းတဝန်တော်မှာဖော်ပြထားပါတယ်။အမျိုးသားညီညွတ်ရေးအစိုးရကဆရာနာရှင်စနစ်ဆိုအားအပိတက်ပြီး ပြည်သူ့ဆန္ဒနဲ့အညီတည်ထောင်သော Federal Democracy ပြည်အောင်စုတည်ဆောက်နိုင်ရေးနဲ့ပြည်သူ့အာဏာပြည်သူ့ထံပြန်လည်အနှင်းနိုင်ရေးအတွက်တိုင်းရင်းသားပြည်သူများတော်လှန်ရေးအားစုများအလုံးလုံးနဲ့အတူလက်တွဲကြိုးပမ်းလျက်ရှိရလို့ဖော်ပြထားပါတယ်။ဒါအပြင်တော်လှန်ရေးကာလပြည်သူ့အစိုးရတရက်အနေနဲ့ပြည်ရင်းပြည်ပကဏ္ဍအစုံမှာလင်းနှစ်တာကာလအတွင်းကြိုးပမ်းဆောင်ရွက်နေမှုများအတွက်ပြောင်းစုလွှတ်တော်ကိုစားပြုကော်မတီအနေနဲ့ဂုံယူဝမ်းမြောက်တယ်လို့လည်းတဝန်လာမှာဖော်ပြထားပါဗျ။ ဒေါ်လာရေးအင်အားစုများစုံမထိန်ချုပ်ထားသောနေမြေများမှာပြည်သူအုပ်ချုပ်ရေးဆိုင်ရာရန်နရာများထူထောင်ပြီးပြည်သူများအတွက်အခြေခံလိုအပ်ချက်များအားဖြည့်ဆည်းပေးခြင်းနဲ့တရားဥပဒေစိုးမိုးရေးလုပ်ငန်းစဉ်များကိုအကောင်အထည်ဖော်နိုင်ရေးညှိနှိုင်းပေါင်းဆက်ကြိုးပမ်းလျက်ရှိခြင်းနိုင်ငံတကာပါလီမန်များကုလသမဂ္ဂအပါအဝင်နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ထောက်ခံမှုရရှိစေရေးအတွက်အာတုံခွန်ဆိုင်ကြိုးပမ်းဆောင်ရွက်ခြင်းပြည်ရင်းပြည်ပရှိတော်လိုင်းအင်အားစုများတိုင်းနာတော်လိုင်းအဖွဲ့အစည်းများ EAO ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ PDF နဲ့အခြားသောဒီမိုကရေစီလိုလားသောအင်အားစုများအားလုံးနဲ့လဲခိုင်မာအားကောင်းသောပူးပေါင်းဆောင်ရွက်မှုတို့ကိုဂျိုးပန်းတည်ဆောက်ခြင်း Federal Democracy ပြောင်စုတည်ဆောက်ရေးမှာဟိမန်းချက်တူညီသောအင်အားစုများအကြားအချင်းချင်းအပြန်အလှန်နားလည်ယုံကြည်မှုတို့ကိုတည်ဆောက်ခါစစ်ရေးနိုင်ငံရေးကိစ္စရပ်များကိုပူးပေါင်းဆောင်ရွက်မှုများဖြစ်ပေါ်လာစေရန်ဂျိုးပန်းဆောင်ရွက်လျက်ရှိခြင်း စသောပြည်သူအစိုးရတရရဲ့အာတုံခွန်ဆိုင်ဒူပန်ဆောင်ရွက်မှုများအတွက်ပြည်သူလူထုကိုစား CRPH အနေနဲ့ကောင်းစွာအသိမှတ်ပြုတယ်လို့ဆိုပါတယ်။ CRPH ကပြည်သူအတန်ပြည်သူဆန္ဒနဲ့ပြည်သူတို့မျှော်လင့်ချက်ကိုဖော်ဆောင်ပေးနေတဲ့လွှတ်တော်တရအနေနဲ့ပြည်သူအာဏာပြည်သူထံပြန်လည်အနှင်းနိုင်ရမယ်ဆိုတဲ့ယုံကြည်ချက်ကိုခိုင်မာစွာစုပ်ကိုင်ရဲ့ပြည်အောင်စုလွှတ်တော်အစည်းအဝေးကြီးများကိုတတမအကြိမ်မြောက်ထိ ခေါ်ယူကျင်းပခဲ့ပါတယ်။ အဲ့လိုကျင်းပခဲ့ရမှာမြေသားညီညွတ်ရေးအစိုးရအနေနဲ့လွှတ်တော်နဲ့အစိုးရအကြားလိုအပ်သောပူပေါင်းချိတ်ဆက်မှုများ အစီရင်ခံစာတင်ပြခြင်းများနဲ့လွှတ်တော်ကိုယ်စားလှယ်များရဲ့မေးခွန်းများကိုဖြေကြားခြင်းများအစရှိရဲ့လင်းနစ်တာကာလအတွင်းဆောင်ရွက်ခဲ့မှုတွေကိုလည်း CRPH ကမှတ်တမ်းတင်ထားရှိရလို့တဝန်တော်မှာဖော်ပြထားပါတယ်ရှင်ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ရင်ကတော့ငလင်ဘေးတိမြို့နယ်တွေမှာကြက်ငွေ 2.28ဘီလီယံကျော်ထောက်ပံ့ထားတယ်လို့လူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နမ်ဆိုင်ရာဝင်ကြီးဌာနထုတ်ပြန်တဲ့သတင်းပဲဖြစ်ပါရဲ့ရှင်။ငလင်ဘေးသစ်မြို့နယ်တွေမှာရှိတဲ့အိမ်အောင်စု8332စုအတွက်ကျပ်ငွေ2.28ဘီလီယံကျော်ထောက်ပံ့ထားတယ်လို့မြို့သားညီညွတ်ရေးအစိုးရလူသားချင်းစာနာထောက်ထားရေးနဲ့ဗီယက်နမ်ဆိုင်ရာဝင်ကြီးဌာနကထုတ်ပြန်ထားပါရဲ့။ဝင်ကြီးဌာနအနေနဲ့ဧပြီ23ရက်အထိထောက်ပံ့ထားရှိမှုမှာအိမ်အောင်စု8332စုအတွက် ကျန်ငွေသိန်းပေါင်း22,800ကျော်ထောက်ပံ့ပေးနိုင်ခဲ့တာပါအဲဒီထောက်ပံ့မှုထဲမှာမန္တလေးတိုင်းကအများဆုံးဖြစ်ပြီးတော့ပဲခူးတိုင်းနေပြည်တော်စကိုင်းတိုင်းနဲ့ရှမ်းပြည်တောင်ပိုင်းတွေကိုထောက်ပံ့ထားတာပါလူသားချင်းစာနာထောက်ထားရေးနဲ့ပြည်ထောင်ဆိုင်ရာဝန်ကြီးဌာနကိုငလျင်ဘေးကူညီရေးအတွက်လာရောက်လှူဒန်းထားတဲ့အလုံငွေကကျန်ငွေသိန်းပေါင်း3,100ကျော်ရှိရလို့လည်းအသိပေးထားပါတယ်ဒါအပြင် စကိုင်းတိုင်းအတွက်ရမုံငွေထောက်ပံ့မှုကစုံမဒေတာများမှာရှိတဲ့တာဝန်ခံတွေကတက်စင်ဘေးသင့်အိမ်အောင်စုတွေကိုထောက်ပံ့ထားတာဖြစ်တယ်လို့ဆိုပါရယ်အခုထောက်ပံ့ထားတာတွေကအရေးပေါ်အခြေအနေစီမံခန့်ခွဲမှုပေါင်းဆက်ညီနိုင်းရေးကော်မတီ EOCC ရဲ့ရမုံငွေမှထောက်ပံ့စင်းတဲ့ထောက်ပံ့ပြီးပမာဏကိုထည့်သွင်းတွက်ချက်ထားခြင်းမရှိသေးဘူးလို့လည်းအသိပေးထားပါရယ်ရှင်ခုတင်ဆက်ပေးခြင်းတဲ့တရင်ကတော့ဟာခါမျိုးရှိအကျန်းဖတ်စစ်ကောင်စီရဲ့ဘ ிய ဟာ 266မှပြည်သူစစ်3ဦးလက်နက်နဲ့တကွအလင်းဝင်ရောက်လာခဲ့တဲ့တရင်ပဲဖြစ်ပါရဲ့ရှင်။ချင်းပြည်နယ်ဟာခါမြို့ရှိအကြဖက်စစ်ကောင်စီရဲ့ဖြူဟာ266မှပြည်သူစစ်3ဦးကအကြဖက်စစ်တပ်ကိုစန့်ကျင်ပြီးပြည်သူတော်လှန်ရေးမှပူးပေါင်းပါဝင်မှုဧပြီ23ရက်မှာလက်နက်နဲ့တကွအလင်းဝင်ရောက်လာတယ်လို့ချင်းလန်ဒက်ဖန်ဖို့ဟာခါကဒီကနေ့နေ့လယ်မှာထုတ်ပြန်လိုက်ပါတယ်။ အလဲဝင်ရောက်လာတဲ့ပြည်သူစစ်သုံးဦးက MA1 တလက် MA3 တလက်နဲ့ MA11 တလက်နဲ့အတူအလဲဝင်ရောက်ခဲ့တာဖြစ်ပါတယ်အခုလိုလင်းဝင်လာသူတွေကို Chinland Defend Force ဟာခမနွေ့နွေ့ထွေထွေကြိုဆိုပြီးငွေသားစုကြီးငွေချီးမြှင့်တဲ့အပြင်လုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူဆောင်ရွက်ပေးမယ်လို့ဆိုပါရယ်အကြမ်းဖက်စစ်ကောင်စီလက်အောက်မှာ တာဝန်မထမ်းဆောင်မဲ့ပြည်သူ့ရင်ဝင်စီဗတ်ပြောင်းချင်တဲ့သူတွေကိုချင်းလန်းဒက်ဖန်ဖို့ဟာခါမှအမြဲတမ်းကြိုဆိုနေပြီးလုံခြုံတဲ့နေရာရောက်တဲ့အထိတာဝန်ယူမယ်လို့အတိပေးထုတ်ပြန်ထားပါတယ်ရှင်ဆလာတင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖက်စစ်တပ်ကအလာကပကြေးရွာတွေကနေအိမ်ဆက်နှလုံးကိုအကြောင်းမဲ့မီးရှို့ဖျက်ဆီးထားတဲ့တဲ့ပဲဖြစ်ပါရဲ့ရှင်။ အချမ်းဖတ်စစ်တပ်ကမန္တလေးမုံရွာလမ်းမကြီးပေါ်မှာရှိတဲ့အလာကပကျေးရွာထဲကနေအိမ်ဆက်နှလုံးကိုဒီနေ့မွန်းလွဲ7:35မိနစ်မှာအချောင်းမဲ့ဝင်ရောက်မီးရှို့ဖျက်ဆီးသွားတယ်လို့ Peak Night Defend for မြင်းမှု PKDF MMU ရဲ့တာဝန်ရှိသူတအုပ်က PPTV ကို ပြောပါတယ်။မြင်းမှုမြို့နယ်အလာကပကျေးရွာအရှိတ်မန္တလေးမုံရွာလမ်းမကြီးပေါ်ရှိဒုမြမာကျော်စီဆိုင်မှာအထိုင်ချတပ်ဆွဲထားတဲ့အချမ်းဖတ်စစ်တပ်နဲ့အလာကပကျေးရွာအနောက်ဘက် မြောင်လန်းခွဲမှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်တို့ပူပေါင်းပြီးတော့အလကပကျေးရွာတွေကိုစီးနှင်းဝင်ရောက်ပြီးနေအိမ်ဆက်နှလုံးကိုအကြောင်းမဲ့မိရှို့ဖျက်ဆီးခဲ့ရလို့ PKDF MMU ရဲ့တာဝန်ရှိသူကပြောပါတယ်မြင်းမှုမျိုးအထကတက်မှာအထိုင်ချတက်ဆွဲထားတဲ့အကြံဖက်စစ်တပ်ကဧပြီ23ရက်မိုးလယ်12:20မိနစ်ခန့်မှာအင်စီကား2စီးနဲ့ထွက်လာပြီးအလကပကျေးရွာတောင်ဘက်မီတာ900ခန့်အကွာမှာနေမြေခံ PDF ခရီးတစ်ထောက်နားနေချိန်မှာ လာရောက်ပြစ်ခတ်မှုတွေပြုလုပ်ခဲ့တဲ့အတွက် PDF ရဲဘော်တအူဘဘက်ခြေထောက်မှာထိမှန်ဒဏ်ရာရခဲ့တယ်လို့ AK47 တနတ်တလက်ရဲဘော်များကင်ဆောင်တဲ့ဖုံးလေးလုံးဆုံးရှုံးခဲ့ရတယ်လို့ပြောပါရတယ်။အဲ့ဒီအကြက်ဖက်စစ်တပ်ကအနီးနားမှာရှိဖုံးကြီးကျောင်းမှာဝင်ရောက်ပြီးဖုံးကြီး15ပါးနဲ့အနီးနားရှိပြည်သူ10ဦးကိုလူသားတိုင်းအဖြစ်ခေါ်ဆောင်သွားတယ်လို့ပြည်သူဆိုင်ကဲ16စီခန့်ကိုလည်းအထမယူဆောင်သွားပါရတယ်။ဒါအပြင်ဧပြီ73ရက်မနက်2နာရီခန့်မှာဒုမြန်မာကျော် အကြမ်းဖက်စစ်တပ်နဲ့မြောင်လန်းခွဲမှအကြမ်းဖက်စစ်တပ်တို့ကအလကပကျေးရွာတွေဝင်ရောက်ပြီးလက်နက်ငယ်များလက်နက်ကြီးများရန်တမ်းပစ်ခတ်ပြီးအလကပကျေးရွာတောင်ပိုင်းရှိပြည်သူနေအိမ်တလုံးအားအကြောင်းမဲ့မိရှို့ဖျက်ဆီးသွားသလိုပြည်သူ15ဦးကိုလည်းဖမ်းဆီးခေါ်ဆောင်သွားပါတယ်။အကြမ်းဖက်စစ်ကောင်စီကအပြစ်ရစဲကြောင်းလဲလဲကြေညာချက် ထုတ်ပြန်ထားပြီးမှ မြင်းမှုမြို့နယ်အတွင်းမှာပြည်သူတွေကိုဖမ်းဆီးတာနေအိမ်တွေကိုအကြောင်းမဲ့မိရှုဖျက်ဆီးတာတွေကိုတောက်လျှောက်ပြုလုပ်နေတယ်လို့ Peak Night Defense Force မြင်းမှု PKTF MMU ကပြောပါတယ်ရှင်။ဆလတ်တင်ဆက်ပေးခြင်းတဲ့တဲ့ငါတော့အကြံဖက်စစ်တပ်ကကြုံတို့မြို့အနီးကကြေးရွာတွေကိုနှစ်ရက်ဆက်တိုက်လေကြောင်းတိုက်ခိုက်မှုပြုလုပ်နေတဲ့တဲ့မဲ့ဖြစ်ပါတယ်ရှင်။အိုးအတား อายมันทอดအကြပ်ဖက်စစ်တပ်ကကရင်ပြည်နယ်ကြုံတိုးမြို့အနီးကကြေးရွာတွေကိုတကြံအကြက်နဲ့ဒီကနေ့မနက်တကြံအတက်နေတွေမှာနှစ်ရက်ဆက်တိုက်လေးချောင်းတိုက်ခိုက်မှုတွေပြုလုပ်နေရာပြည်သူ၆ဦးထပ်မင်းနဲ့တေဆုံးနေရလို့တရင်ရင်းမြစ်တွေထံကသိရပါဗျာ အချမ်းဖတ်စစ်တပ်ကဒီကနေ့မနက်9နာရီကျော်မှာဂျုံလိုကော့ဝါလဲတာယာကုန်းနွားချံကုန်းအစရှိတဲ့နေရာတွေကို Jet Fighter ဝိုင်တွဲတွေအသုံးပြုပြီးတော့လေကြောင်းကနေဘုံကျဲတိုက်ခိုက်မှုထောက်လျှောက်ပြုလုပ်နေရပါအစောပိုင်းတိုက်ခိုက်မှုအတွင်းထိခိုက်ဒေဆုံးမှုစီးရင်တွေကိုတော့အတိမပြုတ်နိုင်သေးဘူးလို့လည်းသိရပါဗျ။အကြံဖတ်စစ်တပ်ကဒကြံအကြံနေဖြစ်တဲ့ဧပြီ15ရက်မွန်လယ်17နာရီ10မိနစ်မှာဂျုံတိုးမြို့ ကန်းနီစံပြကြေးရွာမှာရှိတဲ့ဘုံကြီးเจ้าကို YAK1 တက်တီးလေရင်နဲ့ဘုံကျဲတိုက်ခိုက်မှုပြုလုပ်ခဲ့ရာပြည်သူ6ဦးသေဆုံးပြီးတန်ငါနဲ့ပြည်သူ18ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့မွန်ပြည်လူမျိုးရေးတပ်တော်ထံမှသိရပါဗျ။သေဆုံးပြည်သူတွေကမင်းလင်းပြည်အောင်9နဲ့မင်းကွန်ပလဲ3နဲ့ကိုမျိုး34နှစ်နဲ့ဒေါ်သိန်းရှင်86နဲ့မိကျဲကျဲမွန်3နှစ်နဲ့မိပိုးဖူးစင်15နှစ်တို့ဖြစ်ပြီးလေချောင်းတိုက်ခိုက်မှုအတွင်း ပွဲချင်းပြီးတည်ဆုံးခဲ့တယ်လို့မွန်ပြည်လူမျိုးရေးတပ်တော်ကပြောပါတယ်။ဒဏ်ရာသူတွေက ရက်သားဖြစ်သူ9ဦး၊ကိုရင်10ပါးနဲ့ဦးစည်2ပါးဖြစ်တယ်လို့လည်းသိရပါတယ်။အချမ်းဖတ်စစ်တပ်ကကန်းဒီစံပြကြေးရွာကိုဘုံတိအလုံး30ကျော်ချိန်ချတိုက်ခိုက်ခဲ့တာပါ။ဒါအပြင်ကျုံတိုးမြို့မှာရှိတဲ့အချမ်းဖတ်စစ်တပ်ရဲ့ခမရ945ခမရ946တရင်တွေကရေပူကြီးကော့ဝါလဲဝင်းပြနောင်တမန်တမိန်တော့တောင်ကမရိုက် မိကလုံးကန်းတီစံပြကြေးရွာတွေကိုလက်နက်ကြီးတွေနဲ့တိုက်ခိုက်မှုတွေပြုလုပ်ခဲ့တယ်လို့လည်းဝန်ပြည်လွတ်မြောက်ရေးတပ်တော်ထံမှသိရပါတယ်ရှင်ဆလာတဲဆက်ပေးခြင်းတဲ့တင်ကတော့ကလေးကံကောလမ်းပိုက်မှာရှိတဲ့အကြံဖတ်စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးလက်နက်ခဲယံအမြောက်အများသိမ်းစီရရှိခဲ့တဲ့တင်ပဲဖြစ်ပါတယ်ရှင်။ကလေးကံကောလမ်းပိုက်ရှိအကြံဖတ်စစ်ကောင်စီစခန်းတွေကိုတိုက်ခိုက်သိမ်းပိုက်ပြီးလက်နက်ခဲယံအမြောက်အများသိမ်းစီရရှိခဲ့လို့ APSDF စစ်ကြောင်းတုံးကဒီကနေ့မှာထုတ်ပြန်ပါတယ်။စကိုင်းတိုင်းကလေးမြို့နယ်တောင်ပိုင်းနဲ့မကွေးတိုင်းကံကောမြို့နယ်မြောက်ပိုင်းအဆက်မှာ CDF KKG က major operation အဖြစ်ပြုလုပ်တဲ့စစ်ရေးဖော်ဆောင်မှုတွေကိုမဟာမိတ်ဖြစ်တဲ့ချင်းမျိုးသားတပ်မတော် CNA ကိုကဲမှုနဲ့ APSDF စစ်ကြောင်းတုံးမဟာမိတ်တွေနဲ့အတူပူးပေါင်းပါဝင်တိုက်ခိုက်ခဲ့ကြပါတယ်။ CDF KKG major operation စတင်တဲ့2025ခုနှစ်ဖေဖော်ဝါရီ12ရက်နေ့မှာကလေးမြို့နယ်တောင်ပိုင်း အခိုင်အမာဆုံးဖြစ်တဲ့ကဘာနီအကြမ်းဖက်စစ်ကောင်စီစခန်းကိုတိုက်ခိုက်ရာ ABSDF ကချင်းမျိုးသားတပ်ဦး CNA ကိုကဲမှုနဲ့ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။အဲဒီကမ်ပါနီအကြမ်းဖက်စစ်ကောင်စီစခန်းတင်းစီရမီချိန်မှာလက်နက်ခဲရန်အမြောက်အများတင်းစီရရှိခဲ့ပြီး ABSDF ဒုတက်စိတ်မှုရဲဘော်ကနောင်ခေါ်တဲကိုဟောင်းဟာ Federal Democracy ပြောင်းစုတိဆောက်ရေးအတွက်မြင့်မြတ်စွာအသက်ပေးလို့သွားခဲ့တယ်လို့ဆိုပါရယ်။ ထားအပြင်2025ခုနှစ်ဖေဖော်ဝါရီ15ရက်နေ့ကလေးမြို့နယ်နဲ့ဗန်ကောမြို့နယ်အကြားရှိမှန်တော်ရွာနဲ့အောင်တာယာအနောက်ရွာတို့ရှိအကြမ်းဖက်စစ်ကောင်စီခြေကုပ်ယူထားတဲ့စစ်စခန်းတွေကိုဆက်လက်တိုက်ခိုက်သိမ်းပိုက်ယူခဲ့တယ်လို့သိရပါတယ်။ဗန်မာနီစခန်းတိုက်ခိုက်ပွဲကို CNA, CDF, KKG, CDF ဟာခါ CDF တန်တလန် CDF CDN CN ရောဒေတာလွတ်မြောက်ရေးတပ်ပေါင်းစု CDF စံတန်ငကားညီနောင် ခန့်ကောမြို့နယ်ဟန်တာဝရီပါကာဖာနယ် ABSD ရဲ့အမှတ်3စစ်ကြောင်းလို့ပူပေါင်းတိုက်ခိုက်ခဲ့ကြတာဖြစ်ပါတယ်။အချမ်းဘတ်စစ်ကောင်စီကသူတို့ရဲ့ဆုံးရှုံးသွားတဲ့နေမြေတွေပြန်လည်ရရှိရေးအတွက်တပ်မြန်ထိုးစစ်16ချိန်ထိပြုလုပ်ခဲ့ပြီးစစ်မြေပြင်မဟုတ်တဲ့အရသာပစ်မှတ်တွေကိုလေကြောင်းကနေအကြိမ်ကြိမ်ဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်အရသာပစ်သူ15ဦးထပ်မံတေဆုံးက40ကျော်ထိခိုက်ဒဏ်ရာရရှိခဲ့လို့ ABSDF စစ်ကြောင်း3ကထုတ်ပြန်ပါတယ်။ ်အချမ်းဖတ်စစ်တပ်ရဲ့အရသာဖြစ်သူတွေပေါ်ရွေချက်ရှိရှိတိုက်ခိုက်မှုကြောင့်ဖြစ်သူ၂သန်းဝန်းကျင်ခန့်မှာဘေးလွတ်ရာကိုတိမ်းရှောင်ခဲ့ရတယ်လို့လည်းအတည်ပြုထားပါတယ်ဒါအပြင်ဧပြီ17ရက်မနက်အစောပိုင်းမှာကလေးမြို့နယ်တောင်ပိုင်းအစုံကလေးကန့်ကောလမ်းမပေါ်ရှိ အကျန်းဖတ်စစ်ကောင်စီအမာခံရွာဖြစ်တဲ့ကြံသာရွာရှိအကျန်းဖတ်စစ်ကောင်စီနဲ့ပြူစောထီတွေကိုဆက်လက်တိုက်ခိုက်ခဲ့ကြပါဗျ။အဲ့ဒီကြံသာရွာအား မွလွဲချိန်မတိုင်မီတိမ့်ပိုက်ထဲချုပ်နိုင်ခဲ့ပြီးလက်နက်ခဲရန်အမြောင်အများသိရှိရရှိခဲ့ကြသလို ABSDF မှတက်စုမှုရဲဘော်မြအောင်ခေါ်လင်ကွန်းဟာ Federal Democracy ပြည်အောင်စုတည်ဆောက်ရေးအတွက်မြင့်မြတ်စွာအသက်ပေးလူသွားခဲ့တယ်လို့ထုတ်ပြန်ကြမှာဖော်ပြထားပါတယ်။နှစ်လဝန်းကျင်ကြာမြင့်တဲ့စစ်စင်ရေးအတွင်း ABSD ရဲ့တပ်ဖွဲ့ကရဲဘော်2ဦးကြာဆုံးခဲ့ပြီးရဲဘော်6ဦးဒဏ်ရာရရှိခဲ့တော်လဲယခု CDF KKG Major Operation ကဲ့သို့စစ်စင်ရေးတွေကိုလည်းမဟာမိတ်တွေနဲ့လက်တွဲညီညီဆက်လက်ကြိုးပမ်းသွားမယ်ဆိုတာလေးနက်စွာပြောကြားလိုတယ်လို့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်ရှင်။အခုနောက်ဆုံးအနေနဲ့မြန်မာနိုင်ငံတွင်းကလူမျိုးပေါင်းစုံဘာသာပေါင်းစုံပါဝင်တဲ့ဆီယနာရှင်အမြင့်ဖြတ်ချင်းမုံကြီးလူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစစ်တင်ဆက်ပေးသွားမှာပဲဖြစ်ပါရဲ့ရှင်။ ရမပင်မြို့နယ်မှာအောင်လံလွှင့်မီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းကအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဆန္ဒပြတပိတ်ကိုပြုလုပ်ခဲ့ကြပါတယ်။ဆန္ဒပြတော်လှန်ပြည်သူတွေကအောင်လံလွှင့်မီတောင်းသွင်းနေတဲ့ဗိတ်စစ်ကြောင်းနဲ့ Dog Sport မြန်မာဟွန်တာဆိုတဲ့စာသားကိုကင်ဆယ်ပြီးအကြမ်းဖက်စစ်တပ်ကြာဆုံးရေးဟစ်ကြွေးမှုတွေပြုလုပ်ခဲ့ကြတာပါ။ဒေသခံတော်လန်ပြည်သူတွေကနေမြင်မငြိမ်သက်မှုကြားတဲ့ကနေပဲအကြမ်းဖက်ဆက်တဲ့ကြာဆုံးရေးဆန္ဒပြတဲ့ဘိတ်ကိုနေ့စဉ်ပြုလုပ်နေကြပါဗျာ။ ဒါကတော့ဧပြီလ16ရက်နေ့သတင်းတွေနဲ့လူမှုဆန္ဒပြပွဲသတင်းတွေကိုစူးစီးတင်ဆက်ပေးခဲ့ရပါပဲဖြစ်ပါတယ်။ကျေးဇူးတင်ပါတယ်ရှင်။